အကျွန်တော်တော့ပြောဆောင်ပိုင်းတယ်ပါခင်ဗျာကျွန်တော်တပုတ်တော့ကျွန်တော်ရဲ့တက်စာမှာကျွန်တော်ဖတ်ဘူးတယ်ဆိုတော့ဝိုင်းလေးနဲ့ကျွန်တော်ပထမဆုံးဇက်လန်တွဲမှာကျွန်တော်ရရင်နဲ့ဒီအတာတွေတွေကပဲတဲ့အတန်ကောင်းတဲ့သူကိုပေါ့နော်အဆင်ပြေတဲ့သူကိုရွေးမယ်ဆိုပြီးတော့ကျွန်တော်ရွေးချယ်ခံလိုက်ရတယ်အဲ့ဒီမှာစင်တပုတ်1500ဆိုပြီးတော့ ချေရဒီလိုမျိုးဒီတွေဒီလိုမျိုးစကားတွေနဲ့လင်ရတတ်တရားဖို့တို့ပြီးချေကြမယ်အားလုံးကတော့ကြိုက်တဲ့ကြရလို့ပြောတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်အခုထွက်မဲ့တခြင်းလေးကိုလည်းအားလုံးကမထွက်ခင်ကတည်းကအားပေးမယ်ဆိုပြီးတော့ပြောရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်လည်းအကောင်းဆုံးနေချပြနိုင်အောင်ကြိုးစားပါမယ်ခင်ဗျာဟုတ်ဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် Mercury.shopping app Luxury မှာဘာပဲလုပ်လို့ရနိုင်ပြီနော်။တိတ်ဖုန်တွေကအကောင်းဆုံး shopping မှာ Mercury your shopping partner အကျွန်တော်တို့ပြောဆောင်ပိုင်းတယ်ပါခင်ဗျာဒီကနေ့မြန်မာနိုင်ငံရုပ်ရှင်စီးရုံပေါ့နော်89ခုမြောက်အနှစ်ပတ်လည်နေ့အခမ်းအနားမှာကျွန်တော်ရွှေဂျိုတရောင်းနေတယ်ပေါ့နော်အတယောက်ဖြစ်တာပါခင်ဗျာဒီနေ့မှလည်းစကားဝိုင်းဆွေးနွေးပွဲမှာလည်းကျွန်တော်ဝင်ရောက်ဆွေးနွေးပြခဲ့ပါတယ်ခင်ဗျာဟုတ် ဒီကနေ့မှဆိုရင်ကျွန်တော်ဟိုတက်ရောက်တဲ့ခါမှာဒီပွဲကိုပေါ့နော်လူပညာရှင်တွေကျွန်တော်ရဲ့ senior တွေပါပဲအားလုံးကစီနီယာတွေဆရာသမားတွေအားလုံးကနေတက်ရောက်ကြတယ်။အတက်ရောက်ပြီးကမှကျွန်တော်တွေ့တဲ့အခါမှာစီနီယာတွေကပထမအဦးဆုံးပေါ့နော်ကျွန်တော်အများအားစီနီယာတွေဆီကအတွေ့ယူတာအချက်တစ်ခုရှိတယ်။ဘာလို့လဲဆိုတော့သူတို့ကအချိန်လေးစားတာအချိန်လေးစားတဲ့အမှုပညာကိုချစ်တယ်။အဲ့တော့ကိုရီရောက်ပြီဆိုတော့စီနီယာတွေဆိုရင်လည်းကိုယ်နဲ့အတူတူရောက်လာတဲ့အစိုးကြီးပေါ့နော်။အဲအစိုးကြီးရောက်ချလာတဲ့အဲ့ တခုကလည်း senior IC ကလေ့ကျင့်ကောင်းတခုပါပဲတီဝါဆိုရင်လည်းအစင်မြတ်တက်မှာလည်းပြောသွားတယ်သူအချက်ကို right time ရောက်တယ်ဆော့ပြီးတော့သွားတယ်သွားပြီးကမှအခုကြောင့်ဘယ်တော့မှနောက်မကျပဲနဲ့ပေါ့နော်အဲ့လိုမျိုးရအောင်လည်းကျွန်တော်လည်းကျင့်သုံးနေပါတယ်အအခုနောက်ပိုင်းတွေ့လာတာလူငယ်အများစုပေါ့နော်လူငယ်အများစုမှာကျွန်တော်လည်းလူငယ်ပါပဲဒါပေမဲ့ဒါကလေလူငယ်ချင်းချင်းအလုံးလုံးအနောက်မှာအဲ့လိုအချိန်နောက်ကျတာတွေအဲ့လိုတွေကြတော့ဒါကလေအလုံးမှာလည်းအနောက်ဆက်ဖြစ်တယ်အဲ့လိုတွေကြောင့်မလို့ကျွန်တော်ကတော့အဓိကတော့အခု senior နဲ့တွေ့တော့ ဒီကအအချိန်ပေါ့နော် right time ဖြစ်နေတာနောက်ထပ်အနည်းတန်း ready ဖြစ်နေတာကိုကြတော့ဘယ်ကနေကျွန်တော်အတူထားလဲဆိုရင်မဆင်ပေါ့နော်မဆင်စီကနေကျွန်တော်ရွှေတိုသွားတဲ့အခါမှာမဆင်ကကျွန်တော်တို့ရွှေတိုလုံးဖို့အတွက်နေပြီးတော့မှဆင်ပေါ်မှာ trainer train ကလေးကဘယ်လို train လဲဆိုရင်ကျွန်တော်တို့ညစနစ်ထိုးနေမဆင်ကလုံးဝအလှမပြတ်ဘူးလုံးဝတော့ဟိုဘယ်အချိန်ကြီးကြီးလှအောင်နေတယ်ဟိုအဲ့တော့ကျွန်တော်ရွှေတိုရာလေးညစနစ်တော့ညလုံးတွေကဆင်းလာပြီဆင်းလာပြီအိတ်ချင်လာပြီဒါပေမဲ့ ကိုယ့်ရဲ့ senior အကြောင်းအများနဲ့ right time ပဲအချိန်ပြည့်လှပနေရပါတော့အဲ့ဒီနေရာတွေကလည်းကျွန်တော်တို့အတွက်ကောင်းတဲ့အချက်တွေပါပဲဒီနေ့မှဆိုရင်လည်းအဲ့တချို့ senior တွေဆိုရင်ကျွန်တော်ဒီဝါဆိုရင်လဲရှူချူဘန်းခိုင်ဘန်းခိုင်ပေါ့နော်အဲ့ဒီခေကတော့ academy ဘာမှဘန်းခိုင်ပြည့်ခဲ့မြဲကျွန်တော်မသိခဲ့ဘူးကျွန်တော်ရဲ့လောက်ဆရာတွေပဲဒါပေမဲ့ဒီကနေ့မှတိကျွမ်းဝေးရတယ်။ဩဒါဟိုအဲ့အဲ့ရနေပြီးတော့အခုနာမည်ကြီးတယောက်ဆောင်ဖြစ်နေတယ်။ငါလည်းဒီနေ့အဲ့လိုဟိုစူးစမ်းဖြစ်နေတာပဲဆိုတော့အတွေ့လည်းဝင်မိပါတယ်ခင်ဗျာဟုတ် အာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ကိုအခုဆိုရင်တချင်းကျွန်တော်ရှိမှဆိုရင်လည်းကျွန်တော်ကတချင်းဆိုတာပြတတ်တာရှိပါသေးတယ်ကျွန်တော်ချစ်တတ်ပါတယ်အဲအဲ့ဒီစကားလေးနဲ့ကျွန်တော်ချစ်ပြီးတော့ online ပေါ်မှာလည်းအများကြီးအားပေးကြတယ်အပြီးတော့ဟိုတချို့ဆိုရင် messenger ရှိလာပြောကြတယ်ဒါကတချင်းလေးထွက်တာလားဆိုတော့ကျွန်တော်တပုတ်တော့တော့ကျွန်တော်ရဲ့တက်စာမှာကျွန်တော်ဖတ်ဘူးတယ်ဆိုတော့ wine လေးနဲ့ကျွန်တော်ပထမဆုံးဇက်လန်တွဲမှာကျွန်တော်ရိုက်ရင်းနဲ့ အဒီအတာတွေတည်းကပဲတဲ့အတန်ကောင်းတဲ့သူကိုပေါ့နော်အဆင်ပြေတဲ့သူကိုရွေးမယ်ဆိုပြီးတော့ကျွန်တော်ရွေးချယ်ခံလိုက်ရတယ်အဲ့မှာစင်တပုတ်1500ဆိုပြီးတော့အားလုံးကတော့ကြိုက်နေတဲ့ကြရတယ်လို့ပြောတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်အခုထွက်မဲ့တခြင်းလေးကိုလည်းအားလုံးကမထွက်ခင်ကတည်းကအားပေးမယ်ဆိုပြီးတော့ပြောရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်လည်းအကောင်းဆုံးနေချပြနိုင်အောင်ကြိုးစားပါမယ်ခင်ဗျာဟုတ်